လူတွေကအများသောအားဖြင့်နတ်ကိုးွယ်တဲ့အဆင့်ကလာခဲ့ကြတာတွေများတယ်။အဲတော့ရှေးရိုးဆင်လာပူဇော်ပွဲကိုခံယူတဲ့နတ်တွေရှိကြတယ်။မြန်မာပြည်မှာလည်းဆိုရင်အိမ်တွေမှာအုံသီးဆွဲကြတယ်။ပူဇော်မှုလေးတွေလုပ်ကြတယ်ပေါ့။ဒါနတ်ပူဇော်တာဟာနတ်ကိုးွယ်တာနဲ့မဆိုင်ဘူးနော်။နတ်ကိုးွယ်တာမျိုးပြောတာမဟုတ်ဘူး။ပူဇော်တယ်ဆိုတဲ့အတိတ်ကအလေးထားတယ်ဟို ကျွေးမွေးတယ်ပေးကမ်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်။ကိုးကွယ်တယ်ဆိုတာတော့သူပြောသမျှအကုန်လုပ်တာပေါ့။သူစကားပဲအကုန်နားထောင်နေဆိုတော့မှကိုးကွယ်တာ။ဆိုပါစို့ကိုအိမ်ဧည့်သည်လာလို့ရှင်ဘယ်သူပဲလာလာထမင်းတန်ထမင်းကော်ဖီတန်ကော်ဖီဆိုပြီးအဲ့ခံကြတာ။အဲ့ဒီအဲ့ခံတာလဲပူဇော်တယ်လို့ခေါ်တာပဲ။ဟောစပါးပြီ။ကိုယ်လာတဲ့ဧည့်သည်ကို ကိုကအခန့်နဲ့ကြွေးမွေးတယ်ဆွမ်းရှော့တယ်အဲ့ဒါလိုပဲကိုမမြင်ရတဲ့နတ်တွေထုံနှံစင်လာ လုံနေတဲ့နတ်တွေရဲ့မေတ္တာကိုလည်းရယူအောင်ဝတ္တရားမပြတ်နေနေဖို့လိုအပ်တယ်လို့ဆိုလိုတယ်နော်ဝတ္တရားမပြတ်သူတို့ကိုအတိမတ်ပြုပြီးတော့ပူဇော်နေရချပူဇော်မှုကိုပေးရမယ်ဘယ်သူပဲဖြစ်ဖြစ် လူဆိုတာတတဝါဆိုတာတရိษံကအစပဲစဉ်းစားကြည့်နေခွေးတောင်မှပဲကိုကနေမေတ္တာရှိပြီးတော့သူ့ကိုကျွေးတယ်မွေးတယ်ဆိုလို့ရှိရင်ကို့ပေါ်မှာသူမေတ္တာတည်းရောက်တာပဲနော်မေတ္တာတည်းရောက်တာအဲ့တော့တရိษံကောင်တရိษံကတောင်မှပဲအမှန်တန်ရိုင်းပြတဲ့ကြားကြီးတွေဟာစား နော်ချင်းသေးတွေကစမွေးထကြတာတွေရှိတယ်အဲ့ဒါတွေဟာကိုကမေတ္တာသိရောက်ပြီးတော့နေလို့ရှိရင်သူတို့မေတ္တာအပြန်လှန်တော့လာတာပဲအလုံးလားအဲ့တော့လူတွေဆိုပဲမလားပဲရှိမလားကိုမမြင်ရတဲ့နတ်တွေကလည်းပဲအဲ့ဒါလို့ကိုကမေတ္တာတုံ့ပြန်မယ်ဆိုတာကိုသဘောပေါက်ရမှာပဲနော်မြင်ရတဲ့တ ত্ত্ব ဝါရှိသလိုမမြင်ရတဲ့တ ত্ত্ব ဝါတွေရှိတယ်အဲ့ဒီမမြင်ရတဲ့တ ত্ত্ব ဝါတွေကလည်းကိုယ့်ပေါ်မှာ ကိုငါ့ကိုအလေးပြုတယ်ငါ့ကို မေးမထားဘူးပြစ်မထားဘူးဆိုပြီးသူတို့လည်းကျင့်နှံ့မှာပဲလေတာအဲ့ဒီကျင့်နှံ့မှုရအောင်မမြင်ရတဲ့တရားဖြစ်တဲ့နတ်တရားကျင့်နှံ့မှုကိုရအောင်ဒီမြတ်လို့ချင်း ပူဇော်ခြင်းဆိုတာလောက်ရမယ်လို့ပူဇော်ရဲဆိုတော့ပိရကဏ္ဍကိုပြောတာပဲနော်ဗမာစကားမှာတော့ပူဇော်ရဲဆိုရင်ဒီကွယ်လွှဲမှုဖြစ်တယ်မှန်တော့ ကိုယ်လာတဲ့ဧည့်သည်ကိုကော်ဖီတိုက်တာဒါကော်ဖီနဲ့ပူဇော်တယ်လို့သုံးလို့ရစပေးရ။နော်ပူဇော်တာပဲဒါလည်းပူဇော်တာ။အဲ့ဒါလို့ပေကန်နာပူဇော်တာမျက်နှာမှုကိုပြတာတည်းဟာ သူစီကမေတ္တာကိုရလာတာပဲ။အချင်းချင်းပြန်ပြန်မေတ္တာရသွားပြီဆိုလို့ရှင်။ကောင်းတူဆိုးပဲဆိုတာဖြစ်လာတယ်။အဲ့တော့အချင်းချင်းမေတ္တာတက်ရောက်လာလို့ရှင်။ ကိုဟာជីវတ်တွတ်တဲ့ဖူအနေထားတစ်ခု ထောက်ကူဖြစ်လာနောက်ဆုံး